ဂါဇာပြည်ရဲ့သဘောတူညီမှုထရန့်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ပထမအဆင့်ကိုအစ္စရေးနဲ့ဟာမန်နှစ်ဖက်စလုံးလက်မှတ်ထိုးလိုက်ပြီးဖြစ်ကြောင်းထရန့်ပြောကြားလိုက်တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။အစ္စရေးနဲ့ဟာမန်နှစ်ဖက်စလုံးဟာကျွန်တော်တို့ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ပထမအဆင့်ကိုလက်မှတ်ရေးထိုးလိုက်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့လုံခြုံရေးစွာကြီးညာအပ်ပါတယ်လို့ပြောပါတယ်။ဒီလိုဆိုရင်မကြခင်မှာတစားကန်အလုံးလုံးမြောက်လာတော့မှာဖြစ်ပြီးခိုင်မာပြီးတော့ကြာရှည်ခံမဲ့ထာရငြိမ်းချမ်းရေးကို ပထမအခြေလက်အနေနဲ့ Israel ကသူတို့တပ်ဖွဲ့တွေကိုသဘောတူထားတဲ့နယ်နိမိတ်စီစုခွာသွားမှာဖြစ်ပါတယ်။ဒါဟာ RNM Muslim ကမှ Israel ပတ်ဝန်းကျင်နိုင်ငံအလုံးပြီးတော့ American ပြည်အောင်စုအတွက်ကြီးမြတ်တဲ့နေ့တစ်နေ့ဖြစ်ပြီးဒီသမိုင်းဝင်တဲ့မကြုံမှုတွေဖြစ်ရကြီးဖြစ်မြောက်လာဖို့ကျွန်တော်တို့နဲ့အတူလက်တွဲလှုပ်ဆောင်ပေးခဲ့တဲ့ Qatar, Egypt နဲ့ တူကီယန်နိုင်ငံတို့ကဂျောင်းဝင်ဆီဆက်သူတွေကိုလည်းကျေးဇူးတင်ရှိပါတယ်လို့ထရန့်ကပြောကြားပါတယ်ဆလတ်တင်ဆက်ပေးခြင်းနဲ့ဂျောင်းအားလေးကတော့လာမယ့်ရက်ပိုင်းတွင်ကိုတမရာထရန့်အရှိလေပိုင်းကိုတွားရောက်ရန်ရှိဆိုတဲ့တဲ့ကိုတင်ဆက်ပေးခြင်းပါတယ်အင်ဖီရိုရဲ့ပြောကြားချက်အရထရန့်ဟာလာမယ့်ရက်ပိုင်းအတွင်းကိုအရှေ့လေပိုင်းကိုတွားရောက်ဖို့စဉ်းစားနေရလို့ရိုက်တာသတင်းမှဖော်ပြထားပါတယ်။ American Agent နဲ့ Qatar ကဂျောင်းဝင်စစ်သက်တွေက Agent နိုင်ငံ Shell ရှိန်မြို့မှာတွေ့ဆုံပြီးတော့ Gaza ပြည်ခတ်ရေးစိမ်းနဲ့ Israel တစားကန်နဲ့လွတ်မြောက်ရေးကိုကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ 2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကတိုက်ခိုက်မှုပြီးနှစ်နှစ်နှစ်ရက်မြောက်နေ့မှာခုလိုမျိုးသဘောတူညီမှုထွက်ပေါ်လာတာဖြစ်ပါတယ်။အောက်တိုဘာလ9ရက်တိုက်ခိုက်မှုကြောင့် Hamas ဦးဆောင်တဲ့တနက်သမားတွေကလူထောင်နေရာနီးပါးကိုတပ်ဖြတ်ခါ250တိုးတစားကန်ဖြစ်တဲ့ဖမ်းဆီးသွားခဲ့တာပါ။အဲ့ချိန်ကဆက်လို့ Israel တို့တုံ့ပြန်စစ်ဆင်ရေးတွေကြောင့်ဂါဇာမှာလူပေါင်းအနည်းဆုံး6,8183ဦးသေဆုံးခဲ့ရပြီးအဲ့ဒီထဲမှာကလေးငယ်2,189ပါဝင်ကြောင်း ဟာမတ်ဇမိုင်းဝင်ကြီးဌာနကပြောကြားထားပါတယ်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဂါဇာကြီးကြီးပထမဆင်းသဘောတူညီမှုနေတန်ယာဟုသဘောထားထုတ်ပြန်ဆွဲတဲ့တွင်ကိုတင်ဆက်ပေးခြင်းပါတယ်။ဂါဇာမှာပြည်ရဆဲဖို့ပထမဆင်းကြီးကြီးစီစဉ်ကိုနှစ်ဖက်သဘောတူညီနိုင်တဲ့အပေါ်မှာအစ္စရေးဝင်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကသူ့ရဲ့သဘောထားကိုအိမ်မှာထုတ်ပြန်လိုက်တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။စီစဉ်ပထမဆင့်ကိုတီးပြလိုက်တိုင်းများကျွန်တော်တို့ရဲ့တစားကန်အားလုံးကိုအေးပြန်ခေါ်ဆောင်နိုင်ပါလိမ့်မယ်။ဒါအတန်မှန်ရအောင်မြင်မှုတစ်ခုဖြစ်သလိုအစ္စရေးနိုင်ငံအတွက် အမျိုးသားရင်းနဲ့စိတ်တည်းရင်းအောင်ပွဲတစ်ခုလည်းဖြစ်ပါတယ်ပထမကလေးကကျွန်တော်ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်ကျွန်တော်တို့ရဲ့တစားကန်အားလုံးပြန်မရောက်မချင်းနေကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအားလုံးမအောင်မြင်မချင်းကျွန်တော်တို့နာမှာမဟုတ်ပါဘူးခိုင်မာတဲ့စိတ်ပိုင်းဖြစ်မှုအင်အားကြီးတဲ့စီးရေလှုပ်ရှားမှုနဲ့ကျွန်တော်တို့ရဲ့ကြီးမားတဲ့မိတ်ဆွေတွေမဟာမိတ်ဖြစ်သူတမရထရင်ကြီးမားတဲ့ဂျိုးပန်းအားထုတ်မှုတွေကကျွန်တော်တို့ဟာခုလိုမျိုးအမတန်မှအရေးကြီးလာတဲ့နေ့ပြောင်းကိုရောက်ရှိလာခဲ့ပါတယ်။သမာထရန်ကိုသူ့ရဲ့ခေါင်းဆောင်မိဖန်ဖြစ်မှုနဲ့ Israel Bacon လုံချုံရင်ကျွန်တော်တို့ဒစားကန်တွေလွတ်မြောက်ရေးအတွက် မရင်းဟန်တဲ့ဂရီကဝတ်ပြုမှုအတွက်ကျေးဇူးတင်ရှိပါတယ်။ကာဇာမာစစ်ပွဲအဆုံးသတ်မယ်။သမရရဲ့အစီအစဉ်ကိုကျွန်တော်၆ခံပါတယ်။ဘာလို့လဲဆိုတော့ဒါကလည်းစစ်ပွဲမှာကျွန်တော်တို့မျှော်မှန်းထားတဲ့ရမန်းချက်တွေဖြစ်တာကြောင့်ပါပဲလို့သူကပြောပါတယ်။အစ္စရေးကိုပြန်တဲ့လင်းခီးရှင်မတိုင်ခင်မှာသူကဟီဘာရုစ်ကနေသူ့နိုင်ငံသားတွေကိုရုပ်သံဗီဒီယိုမှာသတင်းစကားပါခဲ့ပါတယ်။ပါလက်စတိုင်းနိုင်ငံတနိုင်ငံဖြစ်လာဖို့သူသဘောတူလားလို့အမေခံခဲ့ရတယ်လို့နေတန်းညာဟုကရုပ်သံထဲမှာပြောပါတယ်။သူ့လေတံကလည်းပြတ်သားပါတယ်လုံးဝပါပဲလက်မခံပါဘူး။ သဘောတူညီပါတယ်ထည့်ရတာတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဘက်ကပြန်ပြောခဲ့တာတကူတော့ရှိပါတယ်အဲ့ဒါကပါလက်စတိုင်းနိုင်ငံတနိုင်ငံဆိုတဲ့ကိစ္စကိုကျွန်တော်တို့တင်းခံရပါလိမ့်မယ်ဆိုတာပါပဲသူပြောရတော့ထရန့်ကတောင်းသဘောတူတယ်လို့ဆိုပါတယ်ရှိန်ဦးကအစည်းအဝေးအားဖြစ်ပါတယ်ဒါပေမဲ့အားနည်းချက်ကအခုအဆိုပြုချက်မှာဘယ်လိုပဲပုံသွားမယ်ဆိုတာမျိုးအသေးစိတ်မပါဝင်တဲ့ကိစ္စပါအဲ့ဒါကလည်းထရန့်ရဲ့တန်တမန်ပရိရဲ့ခင်းချင်းမှာဗြိတိန်ရဲ့အခြားဥရောပနိုင်ငံတွေမှာလည်းထောက်ခံခဲ့တဲ့ထရန့်ရဲ့နေတန်းညာဟုတ်ရဲ့ အဆိုပြုချက်ထဲမှာဘယ်အဆင့်မှာအစ္စရေးစစ်တပ်ဘလောက်တက်ခေါက်ရမယ်ဆိုတာမျိုးတော့ပါဝင်ပါရင်ဒါပေမဲ့စစ်ပွဲတစ်ပွဲကိုရပ်သွားစီလောက်မယ်တန်ကင်းတမန်ကင်းသဘောတူညီချက်ရှိလားဆိုရင်လည်းမဟုတ်ပြန်ပါဘူးတကယ်လို့ဒီလိုအဆိုပြုချက်အလုပ်ဖြစ်မယ်ဆိုရင်ခက်ခက်ခဲခဲညှိနှိုင်းကြတာမျိုးလိုလာပါလိမ့်မယ်ဒါကြောင့်လည်းဒီခေတ်မတွင်နိုင်တဲ့အခင်းချင်းတွေကိုထွက်လာနိုင်ပြန်ပါရင်အစ္စရေးတဲကအဓိကတိုက်ခံပါတီတွေကတော့ခုစီစဉ်ကိုထောက်ခံခဲ့ကြပါရင်ဂါဇာကိုလှပရင်ပင်လယ်ကမ်းခြေမျိုးဖြစ်အောင်ပြောင်းလဲဖို့အမေရိကန်ကလက်လွဲယူမယ်လို့ ဒီနေ့စောပိုင်းမှာထရန့်ပြောခဲ့တာကိုထောက်ခံခဲ့ကြတဲ့နေတန်ညာဟူရဲ့ညောပေါင်းအဖွဲ့တွေကအစွန်ရောက်အမျိုးသားရေးဝါဒီတွေအတွက်ကတော့ခုနောက်ဆုံးထွက်လာတဲ့အဆိုပြုချက်ကိုရှုံချကြပါတယ်။ဂါဇာပါလက်စတိုင်းနှစ်တန်းချော်ကိုဖယ်ရှားမဲ့အစီအစဉ်လေးပါဝင်တဲ့ထရန့်ရဲ့မြေထဲပင်လယ်ကမ်းခြေစီမံကိန်းကိုသဘောထားတင်းမာတဲ့ Israel လက်ရာသိမ်းတွေကကြိုက်ခဲ့ကြပါတယ်။ဂါဇာကိုကျူးကျော်ပြီးတော့ပါလက်စတိုင်းတွေရဲ့နေရာမှာဂျူးခြေချနေရာတွေဆောက်လုပ်ချင်တဲ့ဂျူးဆွန်ရောက်တွေလည်းရှိပါတယ်။ကိုစီစဉ်တက်မှာတော့ဘယ်ပါလန်စတိုင်းတွေကိုမှအတင်းကျပ်ထွက်ခွာစေမှာမဟုတ်ပါဘူး။ ။ဇွန်ရောက်မျိုးသားရေးဝါရီဗန်နိုင်းရေးဝါရီရဲ့အခြေချနေထိုင်မှုဆိုင်ရာစီမံရေးခေါင်းဆောင် Bill Say Small Truck ကတော့ခုစီစဉ်ကိုမြို့နယ်သဘောတူညီချက်နဲ့နိုင်ရှင်ပါရင်မြို့နယ်သဘောတူညီချက်ကို1938ခုနှစ်စက်တင်ဘာလမှာအခုလိုမျိုးတဲ့ဘက်မှာလက်မှတ်ထိုးခင်းကြတာပါ။နာဇီဂျာမနီလက်ထက်ကနေလွတ်လပ်ရေးယူလိုက်ပြီးတော့မကြာခင်မှာပဲနေမြေတွေကိုလှမ်းလို့ဖို့ဂျက်ကိုစလိုဗက်ကီယာကိုဗြိတိန်ရဲ့ပြင်သစ်တို့ကမြို့နယ်မှာဖိအားပေးခဲ့တာပေါ့တကယ်လို့ဟာမတ်စ်ကသဘောတူညီချက်တွေကိုလက်ခံရင်ဘန်ဂျမင်နေတန်ညာဟူဟာစမောထရီရဲ့ သူညပောင်းအဖွဲ့အတွင်းကအာနာကိုယူထားတဲ့အမသမားတွေကိုခြေသိပ်ဖို့နီလန်းရှာကျင်တာဆိုရင်ဟိနိုင်းဆွနေဘွဲမှာမဖြစ်တာဟာဟာမန့်စ်တွေကြောင့်ဆိုရာမျိုးကိုအပြစ်ဖို့နိုင်စရာနီလန်းတွေသူ့မှာကစားခွင့်အပြစ်ပါထရန်ကအခုတစ်ခါအဆိုပြုလိုက်တဲ့သဘောတူညီချက်မူပေါင်းဆိုရင်တခုခုကိုမကြိုက်ဘူးဆိုတာနဲ့ဗီဒီယိုအာနာသုံးပြီးတော့အကွက်ရှိနိုင်တဲ့အခွင့်အရေးတွေကိုအစ္စရေးယားရှိထားပါတယ်ဗီဒီယိုလိုက်ကိုဆောင်းအောင်ကြည့်ပြတဲ့ကျေးဇူးထူပေးတင်ရှိပါတယ်။နောက်ရက်တွင်မှလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ရကောင်းတဲ့သတင်းချောင်းရမျိုးစုံနဲ့ပြန်လာခဲ့ပါအောင်မရှင်။